မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဗာမေရီကတ်စတိုရီချန်နယ်ကနေပြန်လဲကြိုးစို့ပါတယ်အင်ဒိုနီးရှားနိုင်ငံရဲ့အယူအယအိမ်မက်ကောင်းတွေကအလားရှင်မျက်စီကလာတာဖြစ်ပြီးအိမ်မက်ဆိုးတွေကစီတန်စီကလာတယ်တကယ်လို့တင်မကောင်းတွေအိမ်မက်တွေမတ်ရင်ဘယ်ဘက်ကိုတရွေးသုံးကထွေးပြီးအလားရှင်မျက်ရဲ့အရေးမှပုန်းခိုရမယ်ဒီလိုဆိုရင်အိမ်မက်ဆိုးတွေကတင့်ကိုဒုက္ခမပေးနိုင်တော့ပါဘူးတန်နီယာကတန်းနဲ့ကစားသမားတယောက်ဖြစ်ပြီးအဖေဖြစ်သူကိုရိုင်းကနီးပြလောက်ကလေ့ကျင့်ပေးနေတာပါ။အ မီးဖြစ်သူကိုအောင်မြင်ခြင်းစိတ်များနေတာကြောင့်ဒီထက်ပိုကောင်းဖို့ပဲတုံးအားပေးလိရှိပါတယ်။လေးချင်းချင်းတွေမှလည်းအဖေလို့မခေါ်ခိုင်းပဲနီးပြလို့ပဲခေါ်စီတာပါ။တန်နီယာမှာချိုကီဆိုတဲ့ရီးစားကောင်လေးတယောက်ရှိပါတယ်။ချိုကီကသူမကိုအမြင်အားပေးစကားပြောပြီးသူမဘက်ကရက်တီပေးလိရှိပါတယ်။တန်နီယာက လေးချင်းပေါ်နဲ့အတူအဆောင်မှနေတဲ့အချိန်ညဘက်လူစုံတဲ့အချိန်မှာအဆောင်အတူနေတဲ့နိုရိုရဲ့ရီးစားကသူမကိုထားခဲ့ပြီးမင်္ဂလာဆောင်သွားလို့အသေးကွဲနေကဒါကိုနှစ်သိမ့်ပေးနေကြရင် မင်္ဂလာပွဲကိုတွားဖြတ်မယ်လို့ပြောနေကြရကနေနိုးတို့ကညာဘက်အိတ်မပြောဖြစ်နေကနင်းတို့ဘလူးစီးခံရတာကြုံဘူးလားလို့မေးပါတယ်တန်နီယာအပါဝင်ကြံတဲ့လူတွေကဒါကိုမယုံကြည်ကြပါဘူးနေအဲ့ဒီလိုကြုံနေရတာလားလို့မေးတော့နူရူကတခုခုကိုကြောက်လန့်နေတဲ့ပုံစံနဲ့ဖြစ်သွားပါတယ်။ဒီလိုပြောနေကြရင်လူတွေအိပ်ပျော်နေတဲ့အချိန်မှာတာမယာပြူးခြင်းနဲ့ဘူးနိုဆိုးတဲ့မိဆာတကောင်အကြောင်းကိုပြောလိုက်မိကနူရူကလည်းနင်းဘူးနိုကိုစင့်ခုံမိတာများလားလို့မေးလိုက်ပါတယ်။ အကုန်လုံးကလည်းဘူးနိုအကြောင်းကိုမသိကြတဲ့အခါမှာတော့သူတို့တဲကတယောက်ကပြောပြပါတော့တယ်ဘူးနိုဆိုတာလွန်ခဲ့တဲ့ရာစုနှစ်တုန်းကရှိခဲ့တယ်ဆိုတဲ့ဒဏ္ဍာရီတစ်ခုပဲဒီဇလန်းကိုအစင်းစင်းလက်ဆင့်ကမ်းလာခဲ့ကြကဟိုးအရင်တုန်းကဆိုရင်မိမတယောက်ဘလူးစီးခံရရင်ဘူးနိုကြောင့်လို့ယုံကြည်ကြပြီးမိန်းကလေးငယ်တွေကိုတယောက်တည်းမအိပ်ဖို့တားမြစ်ကြတဲ့အထိပါပဲယုံကြည်မှုအားနည်းတဲ့မိန်းကလေးတွေနဲ့အထီးကျန်နေတဲ့မိမတွေကိုပြစ်မှတ်ထားလိရှိတယ်လို့ဆိုပါတယ်ယုံတယ်မယုံဘူးညင်းကြရင်တန်နီယာကဘယ်လိုစင့်ခေါ်ရတာလဲလို့မေးလိုက်ပါတယ် ဘူနိုကိုစင့်ခေါ်ဖို့အတွက်မှန်တစ်ချက်ကိုထောင်းကမျက်နှာတဝက်ပဲပေါ်အောင်ထားပြီးဘူနိုကိုစင့်ခေါ်ရင်ကိုယ့်ရဲ့နောက်မှာသူ့ရဲ့အရေးကိုမြင်ရမှာလို့ဆိုပါတယ်သူတို့ကိုပြောပြတဲ့တယောက်ကဘူနိုစင့်ခေါ်တဲ့နီလန်းကိုတင်ပေးပါတယ်တန်နီယာလည်းဘူနိုလို့သုံးချိန်ခေါ်ကကျမရဲ့အိမ်မက်တဲကိုဖိတ်ခေါ်ပါတယ်လို့ပြောလိုက်ပါတယ်ဒီချိန်မှာပဲမိကပြတ်သွားကလန့်နေကြတော့သူတို့ထဲကတယောက်ကစားနောက်လိုက်လို့လန့်သွားကြပါတယ်တကယ်မဟုတ်ပါဘူးဆိုပြီးမှန်ကိုချလိုက်ကအတီးတီးအိတ်နေကြချင်း တန်နီယာတုံးခဲ့တဲ့မှန်ကဘူနိုရဲ့အရင်ကပေါ်လာပြီးမှန်လဲကွဲအပ်လာပါတယ်။ဒါကိုကြားလိုက်လို့တန်နီယာကနိုးလာပြီးတွိုက်လက်ထဲကိုဝင်သွားနေတော့နူရူကကလေးပေါ်မှာဘူနိုစီးတာခံနေရပြီးတန်နီယာကလည်းမီးပြတ်သွားလို့တငယ်ကျွေးနေစားနေတယ်လို့ထင်နေကသူမှထွက်လာတော့အကုန်လုံးကအိတ်နေကြတုံးပါပဲ။သူကြည့်နေတုံးမှာပဲတကားပိတ်သွားလို့အမြင်အိတ်ရပေါ်တက်ပြီးဆောင်းကိုခြုံထားလိုက်ပါတယ်။ဒီချိန်မှာပဲနူရူကထပြီးထွက်သွားတာကိုတန်နီယာကသတိထားမိသွားပြီးအနောက်ကနေလိုက်ခေါ်တော့နူရူကကြောင်စီစီနဲ့ဖြစ်နေကာ သူ့နောက်ကိုကြည့်နေလို့သူမလှည့်ကြည့်တော့ဘာမှမရှိပဲနိုရူကိုပြန်ကြည့်တဲ့အခါမှာတော့နေရာမှမရှိတော့ပါဘူးသူမအပြေးလိုက်ကြည့်တဲ့အခါမှာတော့နိုရူကလေကားပေါ်ကနေခုန်ချသွားတာကိုမြင်လိုက်ရပြီသူမလည်းအော်ချလိုက်ပါတယ်အဲ့ဒီနောက်နိုရူသိဆုံးပြီးခொနည်းအကြာမှာတန်နီယာတယောက်အိယာကနေလန်နိုးလာကဒီအဖြစ်ပြက်တွေကိုမေးပြောက်မရပဲအိမ်မဆိုးတွေမှတ်နေတာပါတန်နီယာကအဖေအမေနဲ့တီမိုဆိုတဲ့မောင်လေးတယောက်ရှိပြီးသူမရဲ့အမေကလည်းအသက်ကြီးပြီမယ်ရွာစီစိန်ဖြစ်ချင်နေတာကြောင့်ဖုန်းတစ်လုံးနဲ့လိုက်ကလည်းဒရစီလွှင့်နေတာပါ ီမိုကတချင်းအကျယ်ကြီးဖွဲ့နေလို့အမေဖြစ်သူကလည်းစူးလိုက်ပါတယ်။အဖေဖြစ်သူကထပ်ထွက်လာပြီးအမေနဲ့ကတော့ကစားတွေဖြစ်ကြကတယောက်နဲ့တယောက်မကြေနပ်ချက်တွေကိုပြောပြီးအပြန်အလှန်အပြစ်တင်နေကြပါသေးတယ်။တန်နီယာတို့မောင်နှမကချစ်ချစ်ခင်ခင်ရှိကြပြီးစားနောက်လေးရှိကြပါတယ်။တနေ့မှာတော့တန်နီယာကလေ့ကျင့်ခွင်းကိုရောက်တော့သူ့ရဲ့ရည်သားချုပ်ကြီးကတန်နီယာဝက်ထားတာကနောက်ကပေါ်နေလို့စိတ်ဆိုးပြီးနောက်မွေးဖို့တတိပေးနေကပြီးတော့မှပြန်ပြီးချောလိုက်ပါတယ်။ ဒါကိုအဖေဖြစ်သူကရောက်လာပြီးဒါလေးကျင်ကွင်းလို့ဆိုကသမီးကိုစပြီးလေးကျင်ခိုင်းပါတော့တယ်။တန်နီယာရဲ့အမေကလည်းစေးရုံမှာသူ့ရဲ့ခန္ဓာကိုယ်ကိုတမျိုးပြီးတမျိုးပြင်းနေကဒါကိုလည်းလိုင်းပေါ်ကိုတင်လိုက်ပါသေးတယ်။သူတင်လိုက်တာကိုတားဖြစ်သူရဲ့အတန်းပေါ်တွေကသဘောကျနေပြီးတီမိုရဲ့ရှေ့မှာပဲပေါက်ကရရီပြောနေကြတော့ပန်းနာရင်ကျက်ရှိတဲ့တီမိုလည်းစိတ်တို့လာတဲ့အတွက်အသက်ရှူကျက်လာပြီးဖြန်းစီဖြန်းလိုက်ရပါတယ်။တစ်ဖက်မှာလည်းတန်နီယာကလေးကျင်နေရင်သူမရဲ့အရှိတတဲ့ကိုနူရီရဲ့ဝိညာဉ်ကပေါ်လာလို့လန့်ပြီးအော်ဟစ်လိုက်တာ။ ိတ်ချောက်ချနေတာကိုအဖေဖြစ်သူကအာယုံမဆိုင်နိုင်ဘူးလို့ဆိုကအပြစ်တင်နေပြီအချိန်မှန်အိတ်ဖို့နဲ့ဦးစားပေးကဘာလဲဆိုတာကိုသိပါအာယုံကိုမထွေပြပါနဲ့လို့ချိုကီကိုကြည့်ပြီးပြောလိုက်တာထွက်သွားပါတယ်ချိုကီကလည်းတန်နီယာကိုစောင့်နေတာမို့သူ့အခန်းကိုလိုက်ခဲ့မှလားလို့မေးတော့တန်နီယာကငင်းလိုက်လို့စိတ်ဆိုးပြီးထွက်သွားပါတယ်အဲ့ဒီနောက်တန်နီယာတယောက်တည်းကားထဲမှာအိတ်ပျော်နေချိန်ဗီဒီယိုကနေဘူးနိုအချောင်းကိုလာနေပြီသူမှလည်းဘူးနိုစီးတာခံရပြီးတဆက်ဆက်တုံးလာတာက နိုရီရဲ့ဝိညာဉ်ကတန်နီယာထတော်လိုရုတ်တရက်ပြောသံကိုကြားတော့မှနိုးလာပြီးပြန်ကောင်းသွားပါတယ်အင်ကိုပြန်ရောက်တော့သူမရေကူးနေရင်ရေကူးကန်ထဲမှာသူမကိုဘူနိုကဆွဲထားတာကိုခင်ရပြီးအ мян တက်ပြေးရကသူမထွက်သွားတဲ့အခါမှာတော့ရေကန်ထဲမှာဘူနိုက ရှိနေရခဲ့တာပါနောက်တနေ့မနက်မှာတော့တန်နီယာရဲ့လယ်ဘင်းမှာအနီကွက်ကိုသတိထားမိလိုက်ပါတယ်မနက်စာစားနေတော့အမေဖြစ်သူကလိုက်ပဲလွှင့်နေလို့တီမိုကစိတ်ဆိုးပြီးထထွက်သွားပါတယ်တန်နီယာကမောင်ဖြစ်သူကိုကြောင်းလိုက်ပို့ရင် ဒီမောကသူတို့အမေကအဝယ်စားအလန်းတွေဝတ်ပြီးလိုင်းပေါ်တင်နေကြောင်းပြောတော့အမေကလှပကြိုက်တာဖြစ်ပြီးတီမိုကိုကိုဝင်ဆောင်ချိန်မှာအဖေဖြစ်သူကဖောက်ပြန်သွားတာကြောင့်လို့ပြောဆိုနေပါတယ်။တန်ဒီယာကလည်းတီမိုမင်းကြောင့်မဟုတ်ပါဘူးလို့နှစ်သိမ့်လိုက်ရပါတယ်။ဒီလိုနဲ့တညမှာတော့တန်ဒီယာအိပ်ပျော်သွားတာနဲ့အိမ်မက်ထဲမှာဘူလိုရောက်လာပြီးသူမကိုဟိုရင်းပြူပါတော့တယ်။မနေ့ရောက်တော့ချိုကီစီကိုသွားပြီးဘလူးစီတာတကယ်ရှိလားလို့မေးတော့ချိုကီကတကယ်မရှိကြောင်းပြောပြီးသူကလည်းအယုံကြည်မရှိပါဘူး။ဒီချိန်မှာပဲချိုကီကတန်ဒီယာရဲ့လက်ဘင်းကဒဏ်ရာကိုမြင်သွားပြီး နင်ဘသူနဲ့ဖောက်ပြန်တာလဲလို့ဆိုကဆွဆွဲနေပြီတကားများကြကချိုကီကသူ့ကိုယ်သူရိုက်နေလို့တန်ဒီယာကရှင်ကလွဲပြီးဘသူနဲ့မှဖောက်ပြန်မှာမဟုတ်ဘူးလို့ပြောလိုက်ရပါတယ်အဲဒီနောက်မှာတော့တန်ဒီယာကလက်ကျင့်နေရင်လက်ကျင့်ပေါ်လီယိုနာနဲ့တကားထများကြကအဖေဖြစ်သူကတားထားရပါတယ်ဒါနဲ့မပြီးသေးပဲအဝယ်စားလဲတဲ့နေရာကိုရောက်တော့လီယိုနာကနင်ချိုကီကိုဆက်တွဲနေရင်တနေ့နူရူလို့အဆုံးသတ်သွားရလိမ့်မယ်လို့တတိပေးလိုက်တော့တန်ဒီယာကအပြောမခံပဲစိတ်ဆိုးနေကပုံမှန်မဟုတ်ပဲဒေါသပိုကြီးနေပြီး လီယိုနာကိုလဲပေးညရင်တေဇန်းလို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲနူရူရဲ့ဝိညာဉ်ကိုမြင်သွားပြီးလန့်ပြီးလွတ်လိုက်တာထွက်သွားပါတယ်။သူထွက်သွားတော့လီယိုနာကလည်းသူ့မှာကားထဲမှာအိပ်ပျော်နေတော့ဘွန်တို့ရဲ့လက်ချက်နဲ့ပဲဆုံးမသွားပါတော့တယ်။တန်နီယာကစိတ်ကြောင်ချောက်ချားတွေဖြစ်နေပြီးဘာသာရေးဆရာမတစ်ယောက်နဲ့တွေ့တော့လေသူမကရှောင်းနေကဆီယာမကတန်နီယာရဲ့အနာကမကောင်းတဲ့ဝိညာဉ်ကိုခံစားမိလို့အဲ့ရဝင်ချိန်မှာဝိပြုဖို့မှားနေပါတယ်။တန်နီယာကစကားပြန်မပြောဘဲထွက်သွားတော့ဆလာမလီကုန်းလို့ပြောလိုက်တာ ဒီချိန်မှာပဲသူမရဲ့အနောက်ကနေလူမရှိပဲမာလီကွန်းစလန်လို့အတန်းကိုကြားလို့လန့်သွားပါတယ်တန်နီယာရဲ့အနားမှာဘူးလိုမိတ်ဆာကောင်ကအမျက်ရှိနေတာပါတန်နီယာရဲ့အခန်းကိုချိုကီကရောက်လာပြီးတယောက်နဲ့တယောက်ကြိုက်ကြပါတော့တယ်ပြီးတော့ဂရင်ပေါ်မှာကြိုက်ဖို့လုံနေတာကိုတီမိုကမြင်သွားပါတယ်တန်နီယာကချိုကီရဲ့နှုတ်ခမ်းကိုကြိုက်လိုက်ပြီးငင်းလို့ကျင်းတာဒါလားလို့ပြောလိုက်ပါတယ်အဲဒီနောက်ချိုကီကသူ့အခန်းကိုပြန်ရောက်တဲ့အခါမှာတော့မိတွေပြတ်သွားပြီးမိသွားဖွင့်ဖို့လှုပ်ချိန်မှာပဲဘူးလိုကဖြတ်ခနဲပေါ်လာပါတယ် ထုတ်ကီလို့အတန်ကြားလိုက်ရပြီဘာတကူကကြာကွဲသွားကသူ့ချက်တော့ကိုစူးသွားပါတယ်တီမိုကလည်းကြောင်းမှသူ့အမေဗီဒီယိုကိုကြည့်ပြီးစားနောက်နေကြလို့တော်ဘလော်တီးထည့်လိုက်ပါတယ်တန်နီယာကလည်းသူ့မရဲ့အတိတွေကနေလီယိုနာဆုံးသွားတာကိုသိလိုက်ရပြီးငိုနေလို့အတိတွေကနှစ်သိမ့်ပေးနေတာကိုထိုကီကမြင်သွားပြီးထိုးကျိတ်လွတ်လိုက်ကတန်နီယာနဲ့လည်းစကားများကြပါတယ်အိမ်မှာလည်းတီမိုကကြောင်းမှရန်ဖြစ်လို့အမေဖြစ်သူကပြောဆိုလုပ်နေကဒါကလည်းအမေရဲ့ပုံတွေကြောင့်ဖြစ်တာလို့ပြောနေကပြန်ပြောနေပါတယ် ဒါကိုအဖေဖြစ်သူကလည်းဝင်တားတော့လေအဖေကိုလည်းအမေဒီလိုဖြစ်တာအဖေဖောက်ပြန်လို့ဖြစ်ရတာလို့ပြန်អော်ပြောနေပြီတန်နီယာကဆရာကြီးဝင်လောက်ပြီးအေးအေးဆေးဆေးပြောကြဖို့ပြောနေချိန်မှာပဲအဖေကလည်းငါသမီးကငါဂုံယူရတဲ့သမီးပဲလို့ပြောနေချိန်ဒီမိုကတန်နီယာကသူကြီးစားနဲ့အတူအိတ်တာလို့ပြောလိုက်ပါတယ်တန်နီယာကလည်းငါမအိတ်ခဲ့တာကြင်ရဲတယ်လို့ပြောကာအဖေနဲ့အမေကလည်းမယုံတဲ့ပုံစံနဲ့မို့နင်တို့အကုန်လုံးတေးလိုက်ကြစမ်းလို့ပြောပြီးထွက်ပြေးသွားပါတယ်သူမအခန်းထဲကိုရောက်တော့ချုပ်ကြီးကသူမရဲ့ပုံကိုပို့လာပြီး မင်းငါကိုတစ္ဆာဖောက်ရင်ငါဒီပုံကိုဖျက်မယ်လို့ပို့လာလို့တန်နီယာလည်းစိတ်တုံနေပြီးနင်းသေးလိုက်ဆန်းချုပ်ကြီးလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်တီမိုကစိတ်ညစ်ညစ်နဲ့တချင်းအကျယ်ကြီးတွေဖွင့်ပြီးပောက်ကွဲပြစ်လိုက်ကအသက်ရှူကြက်လာလို့သူ့ရဲ့ဆေးဘူးကိုအသေးအတန်ရှာပြီးဖျန်းလိုက်မှတတ်တာသွားချင်းသူ့ကိုဆွဲခေါ်တာကိုခံလိုက်ရပါတယ်။တန်နီယာကလည်းအိတ်နေရင်တချင်းတန်ကြလို့နိုးလာတော့နိုးလူရဲ့ဝိညာဉ်ကိုမြင်ပြီးအပေါ်ကိုပြေးတက်ကမောင်ဖြစ်သူရဲ့ခန်းကိုဝင်လိုက်တော့ဘူနိုကိုမြင်လိုက်ရပြီးတီမိုကဘူနိုရဲ့လက်ချက်နဲ့ဆုံးပါသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့တီမိုရဲ့နာရေးမှာရောက်လာတဲ့ဘာသာရေးဆရာမကိုတန်နီယာကစကားပြောမကန်ပဲရှောင်နေပြီးတီမိုရဲ့အတန်းပေါ်တွေကလည်းတီမိုရဲ့အဖေနဲ့အမေကိုတောင်းပန်လိုက်ကြပါတယ်ဒီလိုနဲ့ဆရာမကပြန်ကန်ပြီးတော့တန်နီယာရဲ့အဖေကိုမိသားစုတွေအတွက်ရောကို့အတွက်ပါစူတောင်းဖို့နဲ့တခုခုလိုအပ်ရင်ဆရာမကိုဆက်သွယ်ပေးပါလို့ပြောကပြန်သွားပါတယ်တန်နီယာကလည်းသူ့ရဲ့မောင်လေးနဲ့အမတ်တရတွေကိုကြည့်နေရင်သူ့မရဲ့ပုံထဲမှာဘူးနိုမိစ္ဆာကောင်ကိုမြင်လိုက်ရပြီးအင်တာနက်ကနေရှာဖို့ကြည့်လိုက်ပါတယ်ဘူးနိုကယုံညံ့တဲ့ဝိညာဉ်တကောင်ဖြစ်ပြီး ဘုံလိုရောက်လာရင်ပြတ်တက်တာတွေကိုဖတ်ကြည့်လိုက်ပြီးသူမှတွေ့ကြုံနေရတာနဲ့တူးနေတာပါဒီချိန်မှာချိုကီကလည်းသူ့ကိုဖုံးဆက်မရလို့စိတ်တူနေပါတယ်တစ်ဖက်မှာလည်းတန်နီယာရဲ့အမေဖြစ်သူစီကိုလည်းဘုံလိုကရောက်နေပါပြီတန်နီယာကလည်းဘုံလိုကြောင့်ဆိုတာကိုတီးသွားပြီးဖတ်လာခဲ့စမ်းဘုံလိုလို့စိန်ခေါ်လိုက်တာငုံနေရင်သူပြောလိုက်တဲ့လူတွေတေဆုံးကုန်ကြတာကိုသတိထားမိသွားပြီးအဖေဖြစ်သူကိုတွားကြည့်တော့သူမရဲ့အဖေကသူ့လက်ဘင်းကိုသူ့အချွန်နဲ့ထိုးဖို့ပြင်နေလို့မြင်ပြီးဝန်တားလိုက်ရပါတယ်တစ်ဆက်တည်းပဲဒီလိုတွေဖြစ်နေတာတမိကြောင့်လို့ဆိုတာ ုံတို့မိစ္ဆာကောင်ကိုဆင့်ခေါ်မိပြီသူကသမီးပြောတဲ့အတိုင်းလိုက်လုံနေတာလို့ဆိုကအဖေကိုလည်းမအိပ်ဖဲသူ့ကိုစောင့်နေဖို့မှားခဲ့ပြီးချိုကီစုကိုအမြန်သွားပါလေသူသွားနေတုန်းမှအဖေဖြစ်သူကိုလည်းဘုံတို့ကဒုက္ခပေးနေပါပြီချိုကီကလည်းဗရန်ဒါထဲကိုသူ့လက်ကိုလူချက်ကကျင်းမကုန်ပါလေတန်နီယာကလည်းလောပြီးကားကိုအမြန်မောင်းတော့ကားအစည်းတန်ဖြစ်သွားပါလေတန်နီယာရဲ့အဖေကလည်းအိမ်မက်ထဲမှာမိမနဲ့တားကိုမြင်နေကထလိုက်သွားပါလေ ဒန်နီယာတယောက်စေးယုံမှာသတိပြန်ရလာပြီးထလာနေတုန်းမှာဂျိုကီကဒန်ယာရီနဲ့စေးယုံကိုရောက်လာတာကိုမြင်လိုက်ရပြီးစိတ်မကောင်းဖြစ်နေပြီးဘာသာရေးဆရာမရောက်လာတော့ဖတ်ထားလိုက်ပါတယ်အဲ့ဒီနောက်ဆရာမကိုဘူနိုအကြောင်းပြောပြလိုက်တော့ဆရာမကလည်းအရင်တည်းကမင်းပေးနာပါမကောင်းတဲ့အရာရှိနေတာကိုမြင်တယ်လို့ဆိုပါတယ်ဒါကဘာပဲဖြစ်ဖြစ်မကောင်းတဲ့ခြင်းတကောင်ဖြစ်ပြီးအလားရှင်မြတ်ကိုယုံကြည်ပြီးသူ့ဆန္ဒနဲ့အနိုင်တိုက်နိုင်မှာပါလို့ပြောလိုက်ပါတယ်ဘူနိုကလူတွေအိတ်နေပြီးအားနေနေချိန်မှာတိုက်ခိုက်တတ်တာဖြစ်ကမနက်3:35အချိန်လို့တန်နီယာကပြောလိုက်ပါတယ် အရင်နာအဖေဖြစ်သူနဲ့ချိုကီတို့ရဲ့ဂရင်းရီရဲ့ကြားမှာနှစ်ယောက်ထိုင်လိုက်ပြီးဆီယာမားကတန်နီယာကိုဘူနိုကိုပြန်တိုက်ခိုက်ဖို့နီလန်းကိုပြောဆိုကစူတောင်းတဲ့အခါမှာနှလုံးသားထဲကနေယုံကြည်ပြီးစူတောင်းဖို့မှားနေပါတယ်ပို့ပြီးတော့ယုံကြည်လေစူတောင်းတာအားကောင်းနေဖြစ်မှာလို့မှားလိုက်ခါတန်နီယာကစတင်စူတောင်းလိုက်ပါတယ်ကျန်းစာကိုရွတ်လိုက်ပြီးမိစာကောင်လက်ကနေကာကွယ်ပေးပါလို့ရွတ်လိုက်တာနဲ့တန်နီယာရဲ့အာယုံထဲမှာသူမကအမောင်လောကတစ်ခုကိုရောက်သွားပါတယ်သူလိုက်ရှာနေရင်မှချိုကီနဲ့အဖေဖြစ်သူကိုဇောက်ထိုးအနေထားနဲ့ ငွေတွေကပတ်ထားတာကိုမြင်လိုက်ရပြီးအနားကိုသွားလိုက်တဲ့အချိန်ဘူနိုကရောက်လာပြီးသူမကိုဆွဲခေါ်ကလေပင်းညှစ်ထားပါတယ်။တန်နီယာလည်းအလားရှင်မြောက်ရဲ့ဆန္ဒနဲ့အနိုင်တိုက်နိုင်ပါတယ်လို့ဆီယာမပြောတာကိုပြန်ကြားရအောင်အာယုံကိုစူးစိလိုက်ကဆူတောင်းလိုက်ပြီးတပတ်မှလည်းဆီယာမကဆူတောင်းပေးနေတာကြောင့်ဘူနိုကသူမကိုလှုပ်လိုက်ပြီးကြောက်ွယ်သွားပါတယ်။သူမပြန်တတိယလာတော့အဖေဖြစ်သူကပြန်ကောင်းသွားပါတယ်။ဒါပေမဲ့ချိုကီကတော့ဆုံးမသွားခဲ့ပြီးတန်နီယာလည်းဝမ်းနဲ့ငိုကြွေးလိုက်ပါတယ်။အဲဒီနောက်မှာတော့တန်နီယာတယောက်သူမအဖေရဲ့ ကြီးကြပ်ပေးမှုနဲ့ပဲတန်းနှစ်ပြိုင်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့မိန်းကလေးတစ်ယောက်ကဘူနိုကျမရဲ့အိမ်မက်ထဲကိုဖိတ်ခေါ်ပါတယ်လို့ပြောလိုက်ချင်းအနောက်ကနေဘူနိုရဲ့ကောင်းကြီးကပေါ်လာပြီးဇာလန်းလေးပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။အသုံးထိလိုက်ပါကြီးစုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးသိချမ်းသာခြင်းကိုယ်ဤချမ်းမှာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းညီကုန်းချော့လိုက်ပါတယ်ခင်ဗျာ။